စ်ခင်လေးစားပါတော့မိဘပြည်သူညီကိုမောင်မများအားလုံးပဲမင်္ဂလာပါရှင်မိဘပြည်သူများရှင်တမျိုးသားလုံးကျမ်းမာကျန်းခိုင်ရေးနဲ့ပညာရေးမြန်မာရေးဆိုတဲ့အမျိုးသားရေးဥတီချက်ရပြည်သူလူထုအားလုံးကျမ်းမာကျန်းခိုင်ရေးဟာအရင်ပဲအရေးကြီးလာပါတယ်ရှင်မိဘပြည်သူများရှင်မြန်မာနိုင်ငံအမျိုးသမီးအားကစားချုပ်မှဖွင့်လှစ်တဲ့ကိုကာယကျန်းခိုင်ရေးနည်းပြနဲ့ဒိုင်းတင်တန်းဖွင့်လှစ်ရခြင်းအကြောင်းအရာဆိုရင်တော့မြန်မာနိုင်ငံပြည်내နဲ့ဒိုင်းတွင်းမှာရှိကြတဲ့ပြည်သူလူထုအားလုံးရဲ့ကျမ်းမာကျန်းခိုင်ရေးနဲ့အတူအားကစားလုပ်ရမှာဆိုရင်တော့ဤစနစ်ကြကြအတွေ့ပူလေ့ကျင့်ခန်းလုပ်နိုင်ရန်အတွက်ရည်ရွယ်ပြီးတော့ဖွင့်လှစ်တာပဲဖြစ်ပါတယ်ရှင် ်။ဒါကြောင့်ဒီကနေ့မှာဆိုတော့မြန်မာနိုင်ငံအမျိုးသမီးအားကစားချုပ်မှဖွင့်နေတဲ့ကိုကာယကြံ့ခိုင်ရင်းနီးပြနဲ့ဒိုင်တင်တန်းဖွင့်ပွဲခမ်းနားကိုမိဘပြည်သူများသိရှိနိုင်မှုကျွန်မတို့ Sky နဲ့ Up to Date ဖွဲ့ကရက်ကူးတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ ယူဟပ်သူများရှင်ယခုဖွင့်တဲ့သင်တန်းအဆွေတော့ကိုကာယအခြေခံကြားနာကောင်းမွန်ပြီးတော့အလားအလာရှိတဲ့လူငယ်သွေးသစ်အားကစားသမားများရွေးချယ်ဖော်ထုတ်ရင်းနဲ့နီးပြများသာမကသင်တန်းမှပို့ချလိုက်တဲ့ဘာသာရပ်များကိုအချိန်တူတူနဲ့သိရှိနားလည်အသုံးချနိုင်အခြေခံနဲ့အစ်စ်မြင့်နီးစနစ်များကိုမှန်ကန်စွာတပုံစံနဲ့သင်ကြားနိုင်သဖြင့်အရေးအချင်းပြေဝတဲ့ aerobic နီးပြများမွေးထုတ်ပေးနိုင်ရည်အတွက်ပဲဖြစ်ပါတယ်။ ဒါပြင်ဒန်လူကြီးတင်တန်းဆက်လက်ဖွင့်ရခြင်းရဲ့အဓိကရွေးချက်ကတော့နှစ်စဉ်ကျပတဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်ကိုကာယကြံ့ခိုင်မှုအကျင့်ကံပြိုင်ပွဲနဲ့အခြားပြိုင်ပွဲများကျင်းပရမှာပြိုင်ပွဲတက်ဝန်ကျဒန်လူကြီးများအနေနဲ့ဤစနစ်များကိုတိကျစွာသိရှိပြီးတော့မှန်မှန်ကန်ကန်သုံးသပ်ဆုံးဖြတ်နိုင်တဲ့တမာတမတ်ကြတဲ့ဒန်လူကြီးများပေါ်ထွက်လာရေးတို့အတွက်ရည်ရွယ်တာပဲဖြစ်ပါတယ်။ ပြည်ပသူများရှင်မြန်မာနိုင်ငံအမျိုးသမီးအားကစားဖွဲ့ချုပ်2015ခုနှစ်အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလစ်ကျင့်ရေးနှီးစနစ်ဤကြနဲ့တိုင်းတင်းနှန်းဖွင့်ပွဲအခမ်းအနားကိုတော့အမျိုးသားအားကစားပြိုင်ပွဲရုံတစ်သူဝနာမှာနနက်9:00နာရီချိန်မှာစတင်ကျင်းပခဲ့ပါတယ်။ပြည်ပသူများရှင်ဖွင့်ပွဲအခမ်းအနားစမှာတော့မြန်မာနိုင်ငံတိုင်းနယ်ပြည်နယ်အတွင်းမှာရှိကြတဲ့တင်းနှန်းသူများမှာမိမိတို့တိုင်းနယ်ပြည်နယ်အလိုက်ဂါရဝပြုနှုတ်ခွန်းဆက်တာခဲ့ကြပါတယ်။သမီးတို့ဒီဒီရန်ကုန်ကနေပဲ အမျိုးသမီးရောက်ဖွဲ့ချုပ်ကနေဖွင့်လဲတဲ့ဒီနီးပြတင်တန်းကိုဖိတ်ခေါ်မှတမီးတို့ဘွားနေပဲမြစ်စင်နာနေပဲအာမြို့နယ်လိုက်ပေါ့နော်အာလူစုမှလက်သက်ဖြစ်တာပါတမီးတို့ကချင်ပြည်နယ်ကပူတာအိုနေရောက်ရဲမြစ်စင်နာနေရောက်တမီးရဗမော်ကတယောက်စုစုပေါင်း9ယောက်လက်သက်တာပါတမီးတို့ကချင်ပြည်နယ်ဖွဲ့ကမုံမှန်မပေါတင်တန်းကြီးပဲတင်တန်းတူပဲ9ဦးပါဝင်ပါတယ်တမီးတို့ကဒီနေ့မှပထမဦးဆုံးလက်သက်တာပါတမီးတို့ကဟိုမြစ်စင်နာပြည်နယ်ရောက်ကြတဲ့ခါကျရင်သူ့မြို့နယ်ကိုမြို့နယ်မှာ အဲ့ပြန်မတင်ကြမှာပေါ့တင်ကြရင်မှအဲ့မြို့နယ်ပွဲလေးလုပ်မယ်အဲ့နေစကားတင်ရွေးမှအရေးချင်းရှိတဲ့အကစားတမိုင်းရွေးမှဒီတိုင်းပြည်နယ်ပွဲကိုပြန်မလာရှင်ပြန်ရမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့လေမြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးမှအဖွင့်အမှားစကားပြောကြားခဲ့ပါတယ်။ဒီလိုဒေတာမှာပြန်လည်ထေရှားနိုင်ရင်ပုံမှန်တစ်စင်ကိုကာယအခြေခံကဏ္ဍကောင်းမှုပြီးအနာဂတ်တိုင်တင်နဲ့ဖွင့်လျက်ခြင်းရဲ့ရည်ရွယ်ချက်ကတော့ ။ဟောတမျိုးသားလုံးချမ်းမှန်ချမ်းခံရင်းနဲ့ပညာရင်မြင့်မားရေးအတွက်ဥတည်တာဖြစ်ပါတယ်။ဒီတိုင်းတင်နန်းကိုလာလာရောက်ပြီးတော့တက်ကြတဲ့တိုင်းတင်နန်းသူတွေကသူ့ဒေတာကိုပြန်ရောက်တဲ့အခါမှာနီးစနစ်ကြကြနဲ့ပြန်လည်ပြီးတော့တင် जा နိုင်မှုအတွက်ရည်ရွယ်ပြီးတော့ဖွင့်လှစ်တာဖြစ်ပါတယ်။ဒီမှာတင်နန်းတိုင်းတင်နန်းကိုလာရောက်တက်တဲ့အတွက်သူတို့ဒေတာအတီးကိုပြန်ရောက်ရှိတဲ့အချိန်မှာနီးစနစ်ကြကြနဲ့ပြန်လည်တင် जा ပေးနိုင်မှာ ဖြစ်ပြီးတော့မှတမျိုးသားလုံးကလည်းအမျိုးသမီးတွေမကဘူးလူထုအားလုံးကလည်းဒီအီရိုဘစ်တင်နန်းကိုဟိုလိုက်ပါဆောင်ရွက်ကြပြီးတော့ကျမပျော်ရှင်တဲ့ဘဝလေးရကြပါစေလို့ဆုတောင်းပေးပါရစေ။အိမ်နာမှာတော့သက်ဆိုင်ရာလူရှင်များမှမြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ကိုအမှုဝင်များပေးအပ်တူရန်ခဲ့ကြပါရစေ။ ရပါပြီများရှင်ယခုဖွင့်နေတဲ့တင်တန်းမှာတက်ရောက်တဲ့တင်တန်းသူများအနေနဲ့အားကစားအလုံးရဲ့အခြေခံအားကစားလက်ကျင့်ခန်းများဖြစ်တဲ့ Aerovit အားကစားနည်းကိုပုံမူတိုးတက်ပြန်ပွားလာအောင်လေမိမိတို့ရဲ့ဒေတာများမှာလူလူလှုပ်ရှားမှုအားကစားများကိုအစစ်မြစ်လှုပ်ရှားနိုင်ရင်အတွက်ကိုလည်းတင်ကြားပေးသွားမှာဖြစ်ပါတယ်ဒီပြတင်တဲ့ MP မှာဖွင့်လင့်တဲ့ဒိုင်လူကြီးတင်တဲ့မှာဆိုရင်တော့တမတမတ်ကြတဲ့ဒိုင်လူကြီးများဖြစ်ပြီးတော့မှန်ကန်စွာဆုံးဖြတ်နိုင်တဲ့ဒိုင်လူကြီးများအစင့်တိဖြစ်အောင်တင် जा ပေးသွားမှာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမျိုးသမီးအစားအဖွဲ့ချုပ်မှာရှိတဲ့မျိုးသမီးမျိုးသမီးတို့ကြံ့ခိုင်မှုအတွက်ဟိုကမ္ဘာအဆင့်အစမီတန်လန်းနိုင်အောင်လို့ဒီတင်အောင်ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။အားလုံးကချင်ပြည်နယ်ပြည်နယ်တိုင်းအားလုံးပါဝင်ပါတယ်။ကချင်ကနေစပြီးတော့မှအားလုံးပါဝင်တိုင်းသားညီမတွေအားလုံး52ဦးပါဝင်ပါတယ်။နီးပြားနဲ့တိုင်းအကောလုံးမနေ့ပိုင်းမှာဆိုရင်၈နိုင်ရနေစပြီးတော့မှ ဟိုသွေးပူလေးကျင်ကန်းလုပ်မယ်သွေးပူလေးကျင်ကန်းလုပ်လို့ရှင်တို့ရဲ့အဲ့အခြေခံလေးကျင်ကန်းလေးတွေကိုပြန်ပြီးလေ့ကျင့်မယ်အဲ့အခြေခံလေးကျင်ကန်းလေးတွေပြီးတာနဲ့တို့သတ်မှတ်ထားတဲ့ပြည်내တိုင်းမှာပြိုင်မယ်ပြိုင်ပွဲဝင်အားလုံးလေ့ကျင့်ရ90ကိုတို့ဆက်တိုက်တင်ကြပါမယ်နောက်ပြီးတော့ဖွင့်ပွဲတွေမှာ ပြုလုပ်မဲ့တရုတ်ပြပွဲတွေဖွင့်ပွဲတွေအခမ်းအနားတွေမှာလုပ်ဖို့အတွက်ဘဘွားလေးကျင်ကန်းလေးတွေနောက်ဆုံးခင်းနဲ့အညီလိုက်လောလို့ရတဲ့လက်ကျင်ကန်းလေးတွေကိုတင် जा ပေးသွားမှာဖြစ်ပါတယ်အခုနီးပြတင်တန်းမှာတင်လိုက်မဲ့လက်ကျင်ကန်းအမျိုး90အမျိုး30နောက်ပြီးတော့တူးချင်းလက်ကျင်ကန်းအဲ့လက်ကျင်ကန်းတွေကိုသူတို့က ဟိုတင် जा ပြီလို့ရှင်ဆောင်ဝဲဖြစ်ရပါတယ်အဲဒီလေ့ကျင့်ခန်းတွေလက်တွေ့လုပ်ပြီးအောင်မြင်တဲ့လူနောက်စာတွေ့တင်လိုက်တဲ့လေ့ကျင့်ခန်းလေးကိုအောင်မြင်တဲ့လူအကုန်ရွေးပြီးတော့တိုင်းတင်နှန်းကိုဆက်လက်ပြီးတော့တင် जा မှာဖြစ်ပါတယ်သူတို့ဒီတင်နှန်းဆင်းသွားပြီလို့ရှင်တိုင်းနယ်ပြည်နယ်တွေသူဒေသကိုရောက်သွားတဲ့အချိန်မှာသူဒေသမှာရှိတဲ့အမျိုးသမီးအားစားအဖွဲ့ချုပ်တွေအားစားဝန်ကြီးဌာနမှာရှိတဲ့အားစားမှုတွေနဲ့ပေါင်းဆက်ပြီးလို့ရှင်နေမှာရှိတဲ့အကြောင်းသူအကြောင်းသားလူငယ်တွေအားလုံးကို တို့ကပြန်ပြီးတော့မှတင် जा ပို့ချမှာမယ်အဲ့တင် जा ပို့ချတဲ့အပေါ်မှာမူတည်ပြီးတော့မှထူးချွန်လာတဲ့ကလေးတွေကိုပြည်내တိုင်းပြိုင်ပွဲတွေမှာဆက်လက်ပြီးရှင်ပြိုင်မှုအတွက်တို့ကတင် जा ပေးသွားမှာဖြစ်ပါတယ်ဘာဖြစ်သူများရှင်အခုလိုတင်တန်းဖွင့်လေရခြင်းအဆင်လေနိုင်ငံတော်ရဲ့ဂုံကိုမြင့်တင်ပေးနိုင်မယ်အားကစားသမားလူရည်ချင်းများစင်ဆက်မပြတ်ပေါ်ထွက်လာရေးကိုအမျိုးသားရေးတံဝန်တရက်ဖြစ်သတ်မှတ်ပြီးတော့လှုပ်ရှားဆောင်ရွက်နိုင်တဲ့မိပြများတန်လူကြီးများပေါ်ထွက်လာအောင်ဖွင့်လှစ်တင် जा ပေးနေရပါပဲဖြစ်ပါရဲ့ရှင် ပြပါပြီသူများရှင်ကိုကာရကြန့်ခိုင်ရင်နီးပြနဲ့တိုင်းတင်နှန်းမှာဆိုတော့တိုင်းနဲ့ပြည်နဲ့အသီးသီးမှတင်နှန်းသူစုစုပေါင်း52ဦးတက်ရောက်တာပဲဖြစ်ပါတယ်ရှင်တင်နှန်းသူများအနေနဲ့လည်းအခုလိုတင်နှန်းတက်ရောက်ခြင်းအဖြစ်မိမိတို့ရဲ့တိုင်းနဲ့ပြည်နဲ့ပြန်လည်ရောက်တဲ့အခါမှာနီးစနစ်ကြတဲ့အားကစားလက်ကျင့်ကံများကိုပြန်လည်တင် जा ပေးနိုင်မှာပဲဖြစ်ပါတယ်ရှင်တင်နှန်းမှာထူးချွန်တဲ့တင်နှန်းသူများကိုဆိုတော့နီးပြတင်နှန်းမှာတိုင်းတင်နှန်းကိုဆက်လက်တက်ရောက်ခွင့်ပြုမှာလည်းဖြစ်ပါတယ်ရှင်ပြပါပြီသူများရှင်အခုရိုက်ကူးတင်ဆက်ပေးခဲ့တာကတော့မြန်မာနိုင်ငံအမျိုးသမီးအားကစားချုပ်မှဖွင့်လှစ်တဲ့ကိုကာရကြန့်ခိုင်ရင်နီးပြနဲ့တိုင်းတင်နှန်းဖွင့်ပွဲ ခန်းနာကိုမြို့ဝပြည်သူများသိရှိနိုင်မှုကျွန်မတို့ Sky နဲ့ Up to Date ဖွဲ့ရရိုက်ကူးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်မြို့ဝပြည်သူညီကိုမောင်မောင်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရဲ့ရှင်